မင်္ဂလာပါရှင်ရန်ကုန်ကတိချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူတွေရဲ့မျှော်လင့်ချက်ဆန္ဒတွေအများဆုံးပြေဝါစေဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမယ်လို့ AASA ဦးစီးချုပ်ပေါ်ချုပ်ဒေါ်မြနိုင်ငံကလေးပြုပြည်သူတွေရဲ့မျှော်လင့်ချက်ဆန္ဒတွေအများဆုံးပြေဝါစေဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမယ်လို့ AASA ဦးစီးချုပ်ပေါ်ချုပ်ဒေါ်မြနိုင်ငံကလေးပြုလိုက်တယ်။ညဝင်ပါလ9ရက်နေ့ကြာတော့တဲ့58နှစ်မြောက်မွေးနေ့ဖြစ် ွေနဲ့ဆူတောင်းပေးကြတဲ့တက်ဆိုင်ရဖွဲ့စီလူပုဂ္ဂိုလ်ရောက်ချင်းစီတိုင်းအတွက်ပြန်လည်ဆူတောင်းမြတ်တာဖို့ကျေးဇူးတင်လာမှအေအေစီဦးစီးချုပ်ပို့ချွန်ထွန်းမြနိုင်ကအထက်ပါတိုင်းတို့ပြန်ပြောဆိုလာခြင်းဖြစ်ပါတယ်။ ။အေးစေဦးစီချုပ်ကမွေးနေ့ဆုတောင်းစကားပြောပြကြပါတော့ပြည်သူများရဲဘော်ရဲဘက်တွေနဲ့မိတ်ဆွေများအားလုံးအတွက်မိမိကလည်းကျမ်းမာလုံခြုံစွာအေးချမ်းစွာရှိကြစေရန်ပြန်လည်ဆုတောင်းမြတ်တာပို့တာပေးလိုပါကြောင်း။အေးတမှုကျုပ်တက်တော်ရဲဘော်ရဲဘက်တွေရက်ခိုင်မျိုးသားဖွဲ့ကြုံမှပြည်သူဝင်တဲ့များအလုံးကလည်းပြည်သူတွေရဲ့မျှော်လင့်ချက်စံနာတွေအမြန်ဆုံးပြေဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းအေးစေဦးစေကျော်ရဲ့ကျေးဇူးတင်လာမှရေးသားဖော်ပြတယ်။ အရင်နေပြမိမိရဲ့စေအရှိမှကြအတိုင်းမင်းဆက်လက်ကြည့်တဲ့နေစဉ်ဖြစ်ပြီးအရခတတော်ကရခိုင်ပြည်နယ်တွင်ရှိမြို့နယ်ဆက်လေးကိုကိုပြီးသက်တိမ်ပိုက်ထိန်းချုပ်ထားကြောင်းစစ်တွင်မြို့နယ်ကြောက်ဖြူမြို့နယ်နဲ့မန်အောင်မြို့တို့မှတိမ်ပိုက်အကြံရှိရောကြောင်းတိမ်ပိုက်အကြံရှိနေမြို့နယ်တောင်ကူမှာလည်းမြို့နယ်အတွင်းရှိနေရာများစုကိုထိန်းချုပ်ထားကစစ်ကောင်စီတပ်သားတွေမှမြို့ပေါ်မှာကြံရှိရောကြောင်းအေကတရားဝင်ထုတ်တရင်ထုတ်ပြန်နေတယ်။ ရင်းပြင်ရခိုင်နဲ့မကွေးဆက်ရခိုင်နဲ့အရာဝတီတိုင်းဆက်ရခိုင်နဲ့ပဲခူးတိုင်းဆက်တွေမှာလည်းအေအေကပြည်သူ့ကာကွယ်တပ်မတော်နဲ့တွေ့ပတ်ပြီးဂျပန်စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ခြင်းမုံလျက်ရှိကြောင်းအေအေသတင်းထုတ်ပြန်ကြရသေးရတယ်ဆက်လက်ပြီးမြောက်ရီမြို့နယ်ကေကေဘတ်ကိုစစ်တပ်ကပောက်ခွဲမှုထိုင်းဘတ်ကိုအစအရင်လင်းစင်ပြီးနေအများတိမဲ့ ကင်းပြင်းနယ်မြောက်ရီမန္တလေးကေကေဘတ်ကိုစစ်တပ်ကနေ့စဉ်ဆက်လက်ဖောက်ခွဲမှုတွေလုပ်ဆောင်နေပြီးယနေ့မနက်ပိုင်းစုပါကေကေဘတ်ဖောက်ခွဲမှုအစားအရီမှာထိုင်းနိုင်ငံမဲဆောက်မြို့နယ်တွင်ရှိနေအိမ်တွေကိုလွင့်စင်ထိမှန်လာကြောင်းတိုင်းမြန်မာနယ်စပ်သတင်းမြစ်ကပြောတယ်။ယနေ့မနက်ဆက်တိုင်းဝင်းကျင်ချိန်မှာစစ်တပ်ကကေကေဘတ်ကိုအပြင်းစားမိုင်းနေနဲ့ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီးအလွန်ပြင်းထန်တဲ့ဖောက်ခွဲမှုတွေကိုထိုင်းဘက်ကမဲဆောက်မြို့မှာပြည်သူတွေတိတိကျကျစံစားခဲ့ရပါတယ်။ အတော်ပါလာနာမကစားတင်ပြီးဂျပန်စစ်တပ်ကကေကေဘက်ကိုဝင်ရောက်စီးနင်းပြီးတဲ့နောက်နေ့စင်ပေါက်ခွဲမှုလုံဆောင်ရရှိကြောင်းယနေ့ပေါက်ခွဲမှုအလွန်ပြင်းထန်ပြီးထိုင်းနိုင်ငံမဲဆောင်မြို့နယ်ဘက်ကျန်ရှိနေများကိုအစာရင်နှင်းစင်တိမှန်ခြင်းအိမ်ခေါင်မိုးတွေပျက်စီးခြင်းတွေဖြစ်ပေါ်ခဲ့ကြောင်းစစ်တပ်ကေကေဘက်ကိုပေါက်ခွဲမှုမှာအကြိမ်33ကြိမ်မြောက်ဖြစ်ကြောင်းသိရပါတယ် အကြပတ်စစ်တပ်ကတော့မြောက်ရီမက်ထော်သလင်းနယ်မြေမှာတတ်ထက်လူနေအဆောင်တလုံးနှစ်ထက်လူနေအဆောင်80၊သုံးထက်လူနေအဆောင်8လုံး၄ထက်အဆောင်28လုံး၊ကိုထက်လူနေအဆောင်တလုံး၊ဈေးဆိုင်နဲ့လူနေနှစ်ထက်အဆောင်၄လုံး၊ဈေးဆိုင်နဲ့လူနေ၄ထက်အဆောင်၂လုံး၊စားတောက်ဆိုင်နဲ့လူနေနှစ်ထက်အဆောင်တလုံး၊ကိုရောင်12လုံး၊ချောက်တပ်ဟိုတယ်တလုံးကျင်းအားကစားခမ်းမတခုနှစ်ထပ် KTV ဆောင်းတလုံးနှစ်ထပ်စပါဆောင်းတလုံး၄ထပ်စေယုံဆောင်းတလုံးနှစ်ထပ် ကန်တင်းအဆောင်နှလုံးနှစ်ထပ်ဈေးဆိုင်အဆောင်နှလုံးလူနေလိုင်းကန်3ခုစုစုပေါင်းဆောင်148လုံးတည်ရှိခဲ့ကြအောင်အဆောင်တရ1လုံးကိုဖြိုချပြန့်စီပြီးကြန့်ရှိရ48လုံးကိုလည်းဆက်လက်ဖြိုချသွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်နေ KK ဘက်ကစစ်တပ်ကဟန်ပြဝင်အောင်စီနင်းမြေနောက်အတူပါ20ရက်နေမှာ PDF မှာစောချက်သူတင်ဝင်တဲ့မုတ်တုံတို့က KK ဘက်မှာကြားဖြန့်တဲ့ဥတည်တဲ့ online ပညာဆိုင်ရာပညာရှင်တွေပါဝင်အရေးပါသူတွေကိုခေါ်ထုတ်ထားပြီးတချို့မှာရွှေကုတ်ကမှရောက်ရှိကတချို့မှာ PDF ကအထူးစီစဉ်ပေးထားတဲ့နေရာတွေမှာပြန်လည်နေရာချတာပြီးကြောင်းသိရတယ်။ ထိုင်းနိုင်ငံမဲဆောင်မြို့ဘက်ကိုမြောက်ရီမြို့နယ်ကေကေဘက်ကထွက်ပြေးလာနိုင်ငံသားတွေကိုထိုင်းဆွေကစီစစ်နေပြီးယခုကထိုင်းရောက်နိုင်ငံသား1600ကျော်ရှိပြီးကေကေဘက်မှစစ်တပ်လာက PGF ကအ धिक လုံခြုံရေးယူတာဝန်တီတာဝန်ယူတည်ဆောက်တဲ့အွန်လိုင်းကြားပြန့်စင်တာတခုဖြစ်ပါတယ်ဆလပီရန်ကုန်မလေးနယ်စကိုင်းတို့မှာပေါ်တာဆွဲဖမ်းဆီးခံရပြီးခမ120တန်ကိုပို့ဆောင်ခံရတဲ့စစ်မှုရန်တပ်သားတဲ့6ဦးထွက်ပြေးလာစဉ်အရှင်ဖမ်းမိစစ်မှုရန်တပ်သားတအုပ်လက်အလင်းဝင် ။ရန်ကုန်တိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာပေါ်တာဆက်ဖန်ဆီးခဲ့ရပြီးစစ်မှုထမ်းတပ်သားအဖြစ်ခမ120တန်းကိုပို့ဆောင်ခဲ့ရသူကြောက်ထွက်ပြေးလာတဲ့အရှင်ဖမ်းမိကြောင်းဝန်သူမြန်နယ်ပြည်သူ့ကာကွယ်ရေးဘက်ပကဖတ်တောင်ရှိသူကပြောတယ်။အော်တိုဘာ29ရက်နေ့31ရက်နေ့4ရက်နေ့ခုနှစ်ရက်နေ့တို့မှာဝန်သူမြန်နယ်ခြေဆိုင်ကမှ120တန်းမှာထွက်ပြေးလာတူတက်စိတ်မှုတောက်တက်စိတ်မှုတောက်ပါဝင်စစ်မှုထမ်းတပ်သားကြောက်ကိုအရှင်ဖမ်းမိခဲ့ကြောင်းတို့ပြင်စစ်မှုထမ်းတပ်သားတွေကလည်းလက်နက်ကန်ယူဆောင်လာခြင်းမရှိဘဲဝန်သူမြန်နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ထံကိုချိန်ဆက်ပြီးအလင်းဝင်ရောက်ခဲ့ကြောင်းသိရတယ်။ အဆိုပါရှင်ဖမ်းပြီးတဲ့စစ်မှုထမ်းတပ်သားတေချောင်းနဲ့အလင်းဝင်ရောက်ခဲ့သူတယောက်ကရှန်ကုန်မဲလေးနဲ့စကိုင်းတို့မှာပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက်ဝမ်းသူမျိုးနဲ့ဂျေဆိုင်ခါမ120တန်းကိုပို့ဆောင်ခံခြင်းဖြစ်ပါတယ်ရင်းစမှုနဲ့တပ်သားတေခုနာဟုပတ်စင်၅ကနေတပ်သားစင်မင်းတက်စိန်မှုအောင်ကိုဝင်အပတ်စင်၃၀မှာတပ်သားအောင်မြင့်သိန်း၁၄ကနေတပ်သားအောင်ဖြူသူအပတ်စင်၅မှာတပ်သားဇော်မင်းတို့တုတက်စိန်မှုအောင်ကိုပတ်စင်၄မှာတပ်သားဇော်တိတို့ဖြစ်ကြောင်းသိရတယ်။ ။လက်ရှိချိန်မှာအလင်းဝင်ရောက်လာတဲ့သူကိုခုနှစ်လုံးကိုတော်လိုင်းရဲဘော်တွေကစစ်ဆေးမှုလှောက်ဆောင်နေပြည်သူရင်ခွင်ကိုပို့ပေးမိဖြစ်ကြောင်းလက်ရှိအတွက်ဝန်သူမြို့နယ်ပကပအဖွဲ့မှထိန်းသိမ်းထားပြီးဆရာဆွေမှုတွေကျူးလွန်ခြင်းရှိမရှိကိုမေးမြန်းပြီးကျူးလွန်ပါကစစ်ခေါ်မှတရားစွဲဆိုသွားမိဖြစ်ကြောင်းထို့သောအလင်းဝင်ရောက်လာသူတွေကလက်နက်ယူဆောင်လာခြင်းမရှိအောင်စုငွေချင်းမဟုတ်ကြောင်းဝန်သူမြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်ပကပတာဝန်ရှိသူကဆက်လက်ပြောဆိုရတယ်။ ဆလဗျာနာသိစတဲ့လက်ကင်တော့ပြည်သူလူထုတဲ့အစိပ်ပဲမယောင်းလိုက်မိသားစွဲစီးပွားဘက်ဝင်းမုံရွှေမြမရုပ်ရှင်လောကရဲ့တိတ်တဲမင်းသမီးတဲအုပ်ပြည်သူအကယ်ဒမီဝင်းမုံရွှေမှာမယောင်းလိုက်မိသားစုနဲ့ဆက်ဆက်တဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေမှာပူပေါင်းလုပ်ကင်လာနေပြီး2023ခုနှစ်နှစ်ပိုင်းမှာစစ်တမ်းနဲ့နေဆက်တဲ့စီးပွားရေးလုပ်ငန်းရှင်နိုင်ဖြူကျော်နဲ့လက်ထပ်ခဲ့တဲ့နိုင်ငံရေးပြောင်းလဲနေကြမှာမယောင်းလိုက်သမီးခင်သေးတဲ့မွေစီးပွားရေးလူယုံနိုင်ဖြူကျော်ကိုဘဝခင်မွန်ဖြစ်ရွေးချယ်လိုက်ခြင်းနဲ့ပြည်သူနဲ့ဆက်ကျင်သောဘက်မှာတေချာဖို့ရည်တည်ပြခဲ့တဲ့ရင်းတို့စစ်တဲ့ဘက် တက်တသားအဖြစ်ရက်တီမှုရဲ2024ခုနှစ်အတွက်အကယ်ဒမီဆိုရရှိခဲ့တဲ့ဝင်းမုံရှိမှာဆရာနာမသိမိကာလ2019ခုနှစ်ကတည်းကစစ်တပ်ခေါင်းဆောင်တောက်ရဲ့မိသားစုဝင်တွေကယူနီမြုံနယ်ထားရုပ်ရှင်ထုတ်လွှင့်လုပ်ငန်းတစ်ခုနဲ့တီးတန်းစာချုပ်ကျိုးစိုးကလက်တွဲလုပ်ကိုင်ခဲ့မှုတဲ့စစ်တပ်ခေါင်းဆောင်တမီဖြစ်သူခင်သီရီတက်မငွေအများပြယူနီမြုံနယ်ထားရုပ်ရှင်ထုတ်လွှင့်လုပ်ငန်းတစ်ခုဖြစ်တဲ့ Seven Set Flink Production နဲ့တီးတန်းစာချုပ်ကျိုးစိုးကမင်းသမီးတောက်လည်းဖြစ်ပါတယ် ရခိုင်ကလေးကမရောက်နိုင်တမီခွေနေတမုန်နဲ့ဘလူးပလက်လောက်ခဲ့တော့လဲရင်းချိန်ကဝင်းမှုရွှေကိုနိုင်ငံအခြေအနေမပြင်းထန်တာကြောင့်ပြည်သူကဝေဖန်မှုတိတ်မရှိခဲ့ဘူးထို့သော2021ခုနှစ်ဆီယနာတိုင်းမီနောက်ပိုင်းမှာတော့စစ်တပ်နဲ့ပူးပေါင်းတဲ့မြစ်တီလုပ်ငန်းကိုမစိုးစန့်ကျင်တဲ့လူလူလှုပ်ရှားမှုပေါ်ပေါက်လာခဲ့ရာသူမရဲ့တိတ်ကလက်တွဲမှုတွေကဝေဖန်စရာချက်တွေပဲပြန်လည်ပေါ်ပေါက်လာခဲ့တယ် ဝင်းမုံရွှေရီပေါ်လူတို့ရဲ့ဝေဖန်မှုမိတောင်တွေပြင်းထန်လာခြင်းမှာ2023ခုနှစ်နိုဝင်ဘာလမှာမြောင်းလယ်သမီးခင်သေးရီသက်မွေစီဝါရီလူယုံနိုင်ဖြိုးကျော်နဲ့လက်ထက်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။နိုင်ဖြိုးကျော်ကစစ်တပ်နဲ့အကျိုးစီးပွားရနီးစပ်မှုရှိသူဖြစ်လို့သိများသူဖြစ်တဲ့နိုင်ဖြိုးကျော်မှာစစ်ကောင်းဆောင်မင်းသမီးနဲ့အတူ Seven Sense ထုတ်လို့ရကအတူပူတဲလောက်ကင်ခဲ့တဲ့ဟာနာသိမ့်မီနောက်ပိုင်း Seven Sense ကိုပြည်သူတွေကတပိတ်မှတပြင်းထုတ်လို့အမိတွေပြောင်းပြီးတော့လောက်ကင်ခဲ့ရတယ်။ဝိမုံရွှေမှာစစ်တပ်နဲ့ပတ်သက်တဲ့စီးပွားရေးနဲ့စစ်တပ်ကိုထောက်ခံတဲ့နိုင်ငံရေးကိုအုံချာကကိုကျိုစီးပွားဖြစ်ရင်အဓိကလှုံ့ဆော်လာပါတယ်။ ဝင်းမွန်ရှိန်မှာမြောက်လိုက်တာချိန်မနဲ့တမျိုးနဲ့အကျိုးပူပေါင်းပြီး PPTV နဲ့ Shock Light Application တို့ကိုထူထောင်မိတ်ဆက်ပေးမြန်မာရုပ်ရှင်နဲ့အမှုပညာဖျော်ဖြေရေးကွက်တွေကိုနှီးလက်မျိုးစုံနဲ့ပြန်လည်ဝင်ရောက်လာစေကြိုးစားလျက်ရှိပါတယ်။မြောက်လိုက်မိသားစုကနောက်ွယ်ချုပ်ကင်ထားတဲ့ PPTV မှာပထမဆုံးပြခဲ့တဲ့ရုပ်တံဇလန်တွေနဲ့သမီးနှက်ခတ်ဖြစ်ပြီးတော့အဆိုပါဇလန်တွေမှာဝင်းမွန်ရှိန်ကဥဆောင်မိတဲ့ဥဆောင်ထားပါတယ်။ဝင်းမော်ရွှေက WNA ဒိမန့်ကိုလည်းထူထောင်ပြီး PPTV နဲ့ပူးတွဲပြဇလန်နေထုံးလုံးနေပါတယ်။ လက်တလောနှဝင်တဲ့စကားဝင်းမုံရွှေရဲ့ကိုပိုင်ထုတ်လို့ရဖြစ်တဲ့ W Entertainment ကရိုက်ကူးထုတ်လုပ်ထားပြီးအောက်တိုဘာ31ရက်နေ့မှာရုံတင်ပြသခဲ့ပါတယ်။ထို့တော်လည်းလက်ရှိချိန်ရင်းစကားကိုအပိသူရော့ပါလီရဲ့ရှိပြီးတော့ပြည်သူလူထုရဲ့သပိတ်မှောက်ကိုအောင်မြင်လျက်ရှိပါတယ်။ဆလပ်ပြောညောင်လေးပင်မှာမတိုင်းမှုကျုံလုံးပြီးပြည်သူတွေကိုညှဉ်းပန်းနိုင်ခြင်းနဲ့ပြူစော်တဲ့ငမျိုးပြစ်ခတ်ခဲ့ရပြီးတိုင်ဆောင်ပုဂိုလ်တိုင်းညောင်လေးပင်မြို့နယ်စီပင်ကျေးရွာမှာ မရိမုကျွန်လွန်နေပြီးပြည်သူတွေကိုညှဉ်းပန်းနိုင်ခြင်းနဲ့ပြူစော်ဒီငမျိုးပြက်ကခံပြီးတိစုံသွားကြောင်း Nice Star Underground 4ပဲခူးရီဂျမတောင်ရှိသူကပြောတယ်နိုဝင်ဘာလ10ရက်နေ့ညနေ9:25နာရီ25မိနစ်ချိန်ကြောင်းလေးပင်မြို့နယ်စီပင်ကြီးရမှာအုပ်ချုပ်ရမှုလည်းဖြစ်ဖြူစော်တီကောင်းဆောင်လည်းဖြစ်သူမင်းမင်းဦးရဲ့တပည့်ဖြစ်သူဖြူစော်တီငမျိုးပြစ်ကတ်ခဲ့ပြီးပွဲချင်းမိတေဆောင်သွားကြောင်း အလားတူယင်းနှစ်မှာပဲတရက်တည်းပြူဇော်ဒီကောင်စားမင်းမင်းကိုလည်းပြစ်ကတ်ရှင်းနေကြကြောင်းသိရပါဗျ။တည်ဆောင်းသောပြူဇော်ဒီကမျိုးမှာတော်လိုင်းအင်အားစုရဲ့မြေပြင်လှုပ်ရှားမှုသတင်းတွေကိုစုံစမ်းထောင်လန်းပြီးစစ်တပ်ထံကိုတိုက်တရင်ပေးပို့ခြင်းပြည်သူတွေကိုနိုင်ကျင်ပြီးမတိမ်မှုထိပါကျွလုံရန်ကနေသူဖြစ်ကြောင်းသူနဲ့မသက်သူတွေကို PDF ထောက်ပို့အမိတက်ကငွေညစ်ခြင်းစစ်မှုရေးပေါ်တာဆွဲခြင်းလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရပါဗျ။ ဆက်လက်ပြီးစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဖြစ်ပြည်သူ68ရာခိုင်နှုန်းယုံကြည်စစ်တမ်းကပေါ်ပြအကြမ်းဖက်စစ်တပ်ကဒီဇင်ဘာလမှာပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူ့လှုံ့ဆော်မှုပလက်ဖောင်းကစစ်တမ်းကောက်ယူခဲ့ရမှာပြည်သူ69ရာခိုင်နှုန်းကအကြမ်းဖက်စစ်တပ်ရဲ့2022ခုနှစ်ဆီယနာသိမ်းမှုကိုလက်မခံဘူးဖြစ်ဆိုခဲ့ပြီး68ရာခိုင်နှုန်းကရွေးကောက်ပွဲကိုတရားမျှတမှုမရှိဘူးဖြစ်ဆိုခဲ့ကြောင်း General Strike Coordination Body GSCB ကသတင်းထုတ်ပြန်တယ် ထို့သောရေကောက်ပေါ်နှင့်ပတ်သက်တဲ့စစ်တမ်းကိုပြုနေညာ92မြို့နယ်မှာပအဝင်ဖြစ်ဆိုခဲ့ကြခြင်းဖြစ်ပြီးစကိုင်းတိုင်းမှာဖြစ်ဆိုသူ29ရာခိုင်နှုန်း၊ရန်ကုန်တိုင်းမှာဖြစ်ဆိုသူ16ရာခိုင်နှုန်းပအဝင်ဖြစ်ဆိုခဲ့ခြင်းဖြစ်ကြောင်း General State Coordination Body GSCB ရဲ့ထုတ်ပြန်ချက်မှာပါရှိရင်စစ်တမ်းဖြစ်ဆိုသူတွေမှာမြို့နယ်292ခုမှာပအဝင်ဖြစ်ဆိုခဲ့ပြီးစကိုင်းတိုင်းမှာ29ရာခိုင်နှုန်း၊ရန်ကုန်တိုင်းမှာ16ရာခိုင်နှုန်းပအဝင်ကြောင်းမြို့ပြဒေသနေထိုင်သူ52ရာခိုင်နှုန်း၊မူလနေရာမှာပြောင်းရွှေ့နေထိုင်သူ24ရာခိုင်နှုန်းပအဝင်ဖြစ်ဆိုခဲ့ကြောင်းသိရတယ်။ စစ်တပ်ဖြစ်ဆိုသူတွေမှာအသက်45နှစ်အောက်ရွယ်80ရာခိုင်နှုန်းရှိပြီး60နှစ်တက်ချောက်ရာခိုင်နှုန်းဖြစ်ကြောင်းမြို့သား50ရာခိုင်နှုန်းအမျိုးသမီး48ရာခိုင်နှုန်း LGBTQ+ တို့မဟုတ်မပြည့်လို့သူမှ100ရာခိုင်နှုန်းပေါင်းကြောင်းသိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။